လဲဆိုတော့သူနာဇရက်မြို့ကိုရောက်တယ်တဲ့ကြီးပွားတဲ့နာဇရက်မြို့ကိုရောက်တဲ့အခါမှာထုံးစံတော်ရှိတယ်ဘာထုံးစံရှိတာလဲထုံးစံတော်ရှိသည့်အတိုင်းတဲ့ဥပုံနေ၌တရားစရက်တော်ဝင်ကျမ်းစာကိုဖတ်ရွချင်တာထတော်မူ၏ဥပုံနေမှာတရားစရက်စင်းနင်းကောင်းမှာထပြီးတော့ကျမ်းစာဖတ်မယ်တဲ့နာဇရက်မြို့ရဲ့တရားစရက်မှာကျမ်းစာထဖတ်တယ်ဒါကထုံးစံရှိတယ်တဲ့ဒါကကျွန်တော်နားလေဖို့ရပါလဲဆိုတော့အဲ့ဒီတုန်းကယောမ ရဲ့လက်အောက်မှာရှိတဲ့ခါမှာသူတို့ကဒီကျန်းစာပျောက်သွားမှာဒါဆိုရင်ဒီကျန်းစာအဲ့လိုဆိုတော့သူတို့ကဒီတမဟောင်းကိုဘာလှုပ်ထားလဲဆိုတော့ဒီကျန်းစာရေရှည်မပျောက်သွားဖို့ရန်အတွက်တနည်းအားထဲထားရင်အဲ့တနည်းအားထဲမှာဖြက်စီးလိုက်မယ်ဆိုပျောက်သွားမှာဆိုလို့မိသားစုတွေကိုခွဲပြီးတော့ကျန်းပိုက်တွေပေးထားတယ်အဲ့ဒါနဲ့သခင်ယေရှုရဲ့လူသားဖခင်ယောသတ် အိမ်မှာဘာကျမ်းပိုက်သွားကြနေလဲဆိုတော့အဲ့ဒီချိန်မှာဟေရှာယ61ကြီးကရောက်နေအဲ့ဟေရှာယ61ကိုအဲ့ဒါကြောင့်မလို့တရားတရားဆောင်က Prophet ဟေရှာယရဲ့ကျမ်းစာကိုပေးတယ်လို့ပြောတာသူတို့အလှဲ့ကြတယ်အဲ့ဒီနေ့မှာသူကသိနေတယ်ဩယောသမိစာဆိုတာဆိုတော့တရားဆောင်ကပေးလိုက်တယ်အဲ့ဒါနဲ့ကျမ်းစာကိုဖွင့်ပြီးပါဖတ်လိုက်လေကြည့်ကြအောင်နော်လုကာ၄:၁၈နဲ့၂၀